ပြုပြင်ပြောင်းလဲရေးကိုအစိုးရဖွဲ့စည်းတွေကဥဆောင်လုပ်ကိုင်နေပြီးအရက်ဖတ်လူမှုဖွဲ့စည်းတွေကပါဝင်ကူညီပံ့ပိုးနေကြပေမဲ့အားနဲ့လိုအပ်ချက်တွေရှိနေသေးတဲ့အတွက်ဖြေရှာနိုင်ဖို့အတွက်တွဲဆုံဆွေးနွေးနေကြတာဖြစ်တယ်လို့ဆိုပါတယ်။ဟိုပဋိပက္ခအသွင်ဆုံးရှိနေမြေယာသိမ်းစီတာလည်းပဋိပက္ခပဲ။နောက်လက်နက်ကိုင်ပဋိပက္ခပြန်ကြတဲ့ဟိုစီးပွားရေးကြောင့်ဖြစ်တဲ့ဟိုလူသားသားကွာလို့လည်းပဋိပက္ခမရှိဘူး။ဆိုတော့ဟိုအပြင်ကူပြောင်းရင်းစိတ်ကျင်နေခြင်းစိတ်မကျင်နေခြင်းနဲ့ပဋိပက္ခပုံများလာတဲ့အာမျိုးဖြစ်နိုင်တယ်ထင်တယ်2015 အလုံးလေအဲ့ဒီဟာလေးကိုဟိုဝိုင်းပြီးတော့ပြင်းပြင်းစင်စင်ဖြစ်ချင်တာပြင်းပြင်းစင်စင်ပြင်နိုင်အောင်ပေါ့နော်ဟိုအထိကဲဒီဆုံးရှုံးတာတွေနည်းအောင်ဝိုင်းလုပ်ချင်တယ်အဲ့ဒီဟာလေးနော်လူမှုဖွဲ့စည်းတွေရဲ့ဆောင်ရွက်မှုတွေကိုအစိုးရကဥပဒေတွေပြဋ္ဌာန်းထိကျုပ်ထားတာလည်းရှိပါတယ်။တင်းအဖွဲ့တွေထူထောင်လုပ်ကံခွင့်ပြုထားပေမဲ့လည်းကန့်သက်တားမြစ်ချက်တွေကိုဖြေရှားဖို့လိုအပ်နေတယ်လို့ဒီကနေ့ပွဲကိုတက်ရောက်လာသူတွေက တင်ပြခဲ့ပါတယ်။ ဒါအပြင်အရက်ဖက်အဖွဲ့အစည်းတွေရဲ့အကြံပြုချက်တွေကိုအစိုးရအဖွဲ့အစည်းတွေကအလေးအနက်ထားလှုပ်ဆောင်ဖို့လိုအပ်နေတယ်လို့လည်းဝေဖန်ကြပါတယ်။အစိုးရကဒါလူမှုဆန္ဒကိုမလိုက်နာဘူးဆိုတာပေါ်လေထင်ရှားတာပေါ့။ဒါအကြောင်းသားတွေတက္ကသိုလ်အကြောင်းသားတွေသူတို့ဒါတက္ကသိုလ်အကြောင်းသားတွေအတန်းကိုယူသင့်တယ်။နောက် ပညာရေးပြည်ပြင်ပြောင်းလဲမှုမှာအကြောင်းသားတွေရဲ့အကြံဉာဏ်လဲပါတင်တယ်ချုပ်ကိုင်တဲ့ပညာရေးမျိုးမလိုချင်ဘူးဒီမိုကရေစီပြည်ပြင်ပြောင်းလဲမှုမလိုချင်တယ်ဆိုတာအကြောင်းသားတွေတင်ပြတယ်နားမထောင်ခဲ့ဘူးအလားတူပဲဆရာတွေလည်းတင်ပြတယ်နားမထောင်ခဲ့ဘူးအဲဒီနေ့မှာပါဝင်တဲ့တခြားပညာရေးဖွဲ့စည်းတွေကလည်းတင်ပြတယ်နားမထောင်ခဲ့ဘူးဒီနားမထောင်တဲ့ဟာကဒီလက်ရှိအစိုးရကပြည်သူလူထုရဲ့ဆန္ဒကိုလိုက်နာလေးစားမှုမရှိဘူးဆိုတာပေါ်လင်းတင်စားလာတယ် ဒီနီနောဖလေပွဲမှာမြန်မာနိုင်ငံတဝမ်းတွဲကြုံနေရတဲ့လေယာဉ်မြေတိမ်းဆက်ခံနေရမှုနဲ့လက်ရှိရင်ဆိုင်နေရတဲ့တောင်သူတွေဖမ်းဆီးခံနေရမှုကိုလည်းဆွေးနွေးကြမှာဖြစ်ပါတယ်။ဒီပြိပခါတွေ လေယာမြေပြိပကတွေဖြစ်အောင်ဖန်တီးနေတဲ့အားလေးရှိတယ်။ဒီမှာလေသမားတွေတရားရုံးကပြန်လာတဲ့အချိန်မှာလေသမားတွေအချိန်မှာစစ်တပ်ကတပ်ပင်တွေဆွဲနှုတ်တာမျိုးတွေပေါ့။အဲ့လိုစွနေတဲ့ဟာမျိုးတွေရှိတယ်။ပြောချင်တာကစနစ်ကအခုချိန်ထိဒီအရင်ရဲ့ရန်တရားပုံစံမျိုးပဲရှိသေးတယ်ပေါ့။အဲ့တော့နိုင်ငံရေးအခင်းချင်းပြောင်းမှလေယာမြေအခင်းချင်းကလည်းလိုက်ပြီးတော့ပြောင်းလို့ပိုအဆင်ပြေမယ်လို့ထင်တယ်။ဒီတိုင်းတော့တော်တော်တုံးယူပါဘူး။အရက်ဖက်ဖွဲ့စည်းတွေပေါ်လာတယ်။ကျမတို့မှလွတ်လွတ်လပ်လပ်ဘာပဲပြောအရင်တက်ဆိုင်ပြောဆိုခွင့်တွေရတယ်။ဆန္ဒပြခွင့်တွေလည်းရှိတယ်။ဒါပေမဲ့ဒါကခွင့်မဲပေးထားတာရှိတယ်။အဲ့ဒီကရလာတဲ့ ဟိုတုံ့တက်ချက်တွေအကြံပြုချက်တွေကိုတော့တကယ်တောင်းဝန်ရှိသူတွေကအရေးတူစဉ်းစားပြီးတော့လုပ်ပေးတာအရန်အားနည်းနေတယ်အားနည်းနေတဲ့အတွက်အဲ့ဒါကစိန်ခေါ်မှုဖြစ်နေတယ်မြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းရေးဖြစ်စဉ်တွေမှာအရက်ဘတ်ဖွဲ့စည်းတွေကတဆင့်တင်မြဆွေးနွေးနေကြတဲ့ပြည်သူတွေရဲ့အခက်အခဲတွေကိုအလေးအနက်ဆွေးနွေးဖြေရှာဖို့လိုအပ်နေပါပြီလို့ဒီကနေ့ဆွေးနွေးပွဲကိုတက်ရောက်လာကြသူတွေကသုံးသပ်ကြပါတယ်ရှင်။